အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတိုင်းပြည်ရဲ့လမ်းစဉ်အပိုင်း26ပဲဖြစ်ပါတယ်ဇလန်လေးမစတဲ့ခင်မှာတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နှိပ်ထားပေးဖို့မြစ်တာရက်ခံကြပါတယ် ဇလန်းအစမှာတော့ရန်ခိုင်းလဲဒိုင်းတူအမရဲ့ကိစ္စကိုသိကြပေါ့မလွဲမသိလုံးမဖြစ်ပြီးအတီးအကျဘလို့လုံးရမလဲဆိုတာတော့မသိလို့အဖိုးမုတ်ကိုမေးလိုက်ပါတယ်ဒီလောက်အများကြီးကိုဘာလို့မင်းနေမှာလဲအချိန်တန်ရင် အလိုလျောက်မင်းကိုပြောပြမှာပေါ့လို့အဖိုးမုတ်လည်းပြန်ပြောလိုက်ပါတယ်ထို့ကြောင့်အဖိုးကြီးရဲ့အချင်းကအရင်ဘဝကနတ်အရှင်အားလည်းနေများအတူတူနေကြလားဆိုပြီးစားလိုက်ပါတယ်အစားကတော့အဖိုးမုတ်လည်းသူ့ကို ချီးကျူးတယ်လို့ထင်ခဲ့ပေမဲ့နတ်အရှင်အားလန်နဲ့အတူနေတာကောင်းခင်ခွေးမန်းတိသွားတဲ့အခါမှာတော့ရန်ခိုင်းကိုအပြစ်တင်ကလိုက်ရိုက်ပါတော့တယ်ကျွန်တော်ကိုအပြစ်တင်မနေနဲ့ဆရာတူအမကိစ္စကို ခမည်းက ကျွန်တော်ကိုကူညီခိုင်းတယ်ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီဖြစ်စီကဘမလဲကျွန်တော်တို့ဘယ်ချိန်ထွက်ခွာမလဲကျွန်တော်တိမရမှာလေမဟုတ်မှ ကျွန်တော်ဘာမှမမေးရဘူးလားလို့ပြန်ပြောလိုက်တော့မှပဲ အတိပ္ပယ်ရှိသလိုလိုပဲပြောကဟေးပုံးတောင်အတွင်းမှာကိုးပါသောယင်အမွေအသက်စုစည်းရာနေမည်ရှိတယ်။ခွန်လာခွန်ရက်မှာမှယင်အမွေအသက်တွေစုစည်းတယ်။အဲ့အချိန်မှသာယင်ကိုးပါစုစည်းမျိုးနေဝေကထွက်ပေါ်လာပြီးလောကအတွင်းကယင်အမွေအသက်တွေကိုစုပ်ယူသွားမှလို့အဖိုးမုတ်လည်းရှင်းပြလိုက်ပါတယ်။ရန်ခိုင်းလဲတွက်ကြည့်လိုက်တော့ခွန်လာခွန်ရက်က၁၀ရက်လောက်ပဲကြံပါတော့တယ်။ဒါကြောင့်သူ့ကိုဘာကိစ္စမှမရှိရင် အဖူမုတ်ကအမြန်သွားစီကျင်နေခဲ့ပါတယ်ပြီးတော့တကြိမ်လွဲချော်ခဲ့ရင်နောက်တစ်နှစ်ထပ်ဆောင်ရမှာပါထို့ကြောင့်နောက်နှစ်ရနေရင်ရစ်ပူစော်ခမ်းမမှာ သူ့ကိုလာရှာဖို့အဖူမုတ်လည်းပြောလိုက်ပါတယ်ဆရာသူအမအတွက်ဆိုကျွန်တော်ပဲအချိန်မဆိုရတဲ့ကျွန်တော်အရင်ပြန်သွားပြီးပြင်ဆင်လိုက်မယ်ပြောကရန်ခိုင်းလဲနှုတ်ဆက်ပြီးထွက်သွားပါတော့တယ်ထို့နောက်အဖူမုတ်လည်းရင်ကိုးပါစူစီးမြူနေငွေကိုတန်းစင်စရာမလိုပဲနဲ့လဲ ကျန်းရွယ်အဆင့်ပုံကိုတက်နိုင်ပြီးနောက်ပိုင်းအင်အားကပိုပြီးနေပါယုံပဲရှိမှာဒါကြောင့်ဒီကိစ္စကိုတေချာပြန်သုံးသပ်စီရင်နေခဲ့ပါတယ်ဒါပေမဲ့သူမကလည်းဇေယျဖြစ်သူအဖိုးမုတ်ရဲ့အခက်ခဲတစ်ခုကမူလစွမ်းအင်ပူပြီးတော့တန်ရှင်းလေးလေးပူကောင်းလေးပါဇေယျကသူမကိုကဲပြီးပြိုးထောင်ပေးထားတော့သူမကလည်းဇေယျကိုကူညီပေးချင်တယ်လေလို့ မျက်နှာညှိုးငယ်စွာပြန်ပြောလိုက်ပါတယ်။အဖူးမို့လဲရန်ခိုင်းကိုအလျှော်ပေးသလိုဖြစ်မှာစိုးရိမ်နေခဲ့ပေမဲ့နေရှန်းကတော့သူ့ကိုမမုန်းမဘူးလို့ပြန်ပြောလိုက်ပါတယ်။အဖူးမို့လဲခေါင်းကုတ်ကမင်းတို့လူငယ်တွေကိုနားမလည်တော့ပါဘူးလို့ပြောလိုက်ပါတော့တယ်။ညာရောက်တဲ့အခါမှာတော့နေရှန်းကူညီဖို့ဆက်ပေးလိုက်တဲ့ရန်သုံးပါးစေလုံးဟာစွမ်းအင်လောက်ခတ်မှုကအာကြီးနေခဲ့ပြီးတာမန်ရန်သုံးပါးစေလုံးတွေထက် အကျိုးရလဒ်ကအများကြီးကောင်းနေခဲ့ပါတယ်။အတွေးစိတ်ပင်လယ်ထဲမှာလည်းလှိုင်းကြရက်တွေထားနေခဲ့ပါတယ်။စုစုပေါင်းရန်တပ်ဝိညာဉ်ရေးပေါင်း40ရှိနေခဲ့ပါတယ်။အရင်ကစုဆောင်းထားတဲ့ဝိညာဉ်ရေးတွေပါထပ်ပေါင်းလိုက်ရင် လောက်ပြီထင်ကစိတ်ပင်လယ်ထဲတန့်စင်လိုက်ပါတယ်။ထို့နောက်အလင်းနဲ့တစ်ခုပေါ်လာကသူ့ကိုလောင်ကျမ်းသွားခဲ့ပြီးခိုင်ယုံမုံအဆင့်လေးကိုထိုးပေါက်နိုင်သွားခဲ့ပါတယ်။အခုလိုမျိုးအလွယ်လေးထိုးပေါက်နိုင်တာဟာ အရင်ကစူးရံစီမှာဈေးတာချင်းစီ စားခဲ့တယ်ပြီးတော့ဒီတစ်ကြိမ်ရံသုံးပါးစီးလုံး12လုံးကိုပါထပ်ပေါင်းလိုက်တော့အင်အားတွေအမြောက်များကိုစုဆောင်းနိုင်ခဲ့ပြီးခန့်ယုံမှုအဆင့်လေးကိုအလွယ်တကူတက်နိုင်တာကြောင့်ဆိုတာနားလေသဘောပေါက်သွားခဲ့ပါတယ်။နောက်နေ့ရက်အကြာမှာတော့ရန်ခိုင်းလဲရေပူစော်ခန်းမတကားကိုခောက်ဖို့လှုပ်လိုက်ချိန်မှာနေရှမ်းတယောက်ခူးချောင်ကူးဝက်ထွက်လာခဲ့ပြီးမျက်နှာချင်းဆိုင်ဇုံကြပါတော့တယ်။ ထို့နောက် အဖိုးမုတ်ကမင်းညတုံးကယောဂဟောင်းထားပေါလို့ကူသားဖို့နေခဲ့တယ်ဆိုပြီးနှစ်ယောက်ထဲသွားဖို့ကိုမလိန်တဲ့ပဲလင်ကနေရှမ်းပြောလိုက်ပါတယ်။ရန်ခိုင်းလဲဆရာတူအမကငါ့ကိုဘာလို့မသိစေချင်တာလဲ။အဖိုးမုတ်လည်းတကယ်ပဲဘာဖြစ်နေတာလဲတွေးနေခဲ့ပါတယ်။ထို့နောက်သူ့ကိုစောင်းရမလားလို့မေးလိုက်ပါတယ်။နေရှမ်းလဲပြပြတဲတဲဖြစ်သွားပြီးအချိန်ကသိမ့်မရှိတော့စောင်းစရာမလိုဘူး ဲ့နေရာဘမလဲဆိုတာငါသိတယ်ပြောက အတင်းဆွဲခေါ်သွားခဲ့ပါတယ်။ရန်ခိုင်းလဲဆရာတူအမကသူ့ကိုအကြောင်းရင်းမသိစေချင်တာတိတာနေတော့မမေးတော့ပဲကောင်းတယ်လို့တွေးလိုက်ပြီးဒါဆိုရင်ကောင်းပြီဆရာတူအမပြောတာ နားထောင်မယ်ပြောပြီး အရှိကအရင်ထွက်သွားခဲ့ပါတယ်။နေရှမ်းကရက်နေခဲ့ပြီး အနောက်ကိုလှဲ့ကဆရာကိုတောင်းပန်ပါတယ်။ဆရာနိုးလာရင်နှစ်ရက်သုံးရက်ကြာသွားလောက်ပြီလို့တွေးက ရန်ခိုင်အနောက်ကိုအမြင်လိုက်သွားပြီးနှစ်ယောက်သားထွက်သွားခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းကိုစောက်ကြီးနေတဲ့ဒိုင်းသူအညီကိုတယောက်လည်းတွေ့လိုက်ရပါတယ်။အဖိုးမုတ်ကလည်းတပည့်မဖြစ်သူပြင်ဆင်ပေးထားတဲ့အရက်အိုးတွေနဲ့မှောက်နေခဲ့ပါတယ်။နောက်တစ်ခန်းမှာတော့ရှဲသခင်လေးကကြားထိုးနေခဲ့ပါတယ်။ဟူနာကစောက်ကြီးနေတဲ့လူကလည်းအကူရှဲကိုရှာနေတာတွေ့ပြီးဆိုက အပြေးလာခဲ့ပါတယ်။ဘာကိစ္စရှိလို့ရှာတာလဲမေးလိုက်ပါတယ်။ အခုရှဲကရန်ကန်ကိုစောင့်ကြည့်ခိုင်းတာတော့ ကျွန်တော်လဲဒီတခါစောင့်ကြည့်ရေးအစီရင်တင်ကန်စာကိုလာပြီးတင်ပြတာလို့ပြောပြီးစာအုပ်ပေးကစစောတုံးကရန်ကန်လင်းရှောင်းအဆောင်ကနေထွက်သွားပြီလို့ပြောလိုက်ပါတယ်ထို့နောက်မှောင်မိုက်ခမ်းမှတပည့်တယောက်ဖြစ်တဲ့ရှာနေရှန်နဲ့အတူတူသွားတာပါပြောလိုက်ပါတယ်ရှာနေရှန်ကို သူသိနေခဲ့ပါတယ်သူနဲ့ခွန်အားရလဲတူညီနေပါတယ်ဒါပေမဲ့ပင်ရင်တပည့်တော့မဟုတ်ပါဘူး ရှန်ဟုံးရှန်အတွက်တော့နင်ရှန်းကနေရာတကာထူးဆန်းနေခဲ့ပါတယ်။ထို့ကြောင့်ရှန်ဟုံးရှန်အတွက်မိုးနံမင်းမဆသလိုဖြစ်နေခဲ့ပါပြီ။ဒီအချိန်ကျမှလင်ရှောင်းအဆောင်ကနေထွက်သွားတော့သူ့ကျင်းတွေပေါ်အခွင့်ကောင်းကိုယူပြီးသူ့ရဲ့မုံတရားတွေကိုအတွက်လက်စားချိန်မယ်လို့တွေးလိုက်ပါတယ်။သူ့ရဲ့မုံတရားတွေအတွက်လက်စားချိန်မယ်လို့တွေးလိုက်ပါတယ်။လင်ရှောင်းအဆောင်ထဲမှာမဟုတ်တော့အကြီးကဲပဲဖြစ်ဖြစ်ဒိုင်းချုပ်ပဲဖြစ်ဖြစ်ရန်ခိုင်းကို ကာကွယ်ပေးနိုင်မှာမဟုတ်တော့ပါဘူးထို့ကြောင့်သူတို့ဖယ်သွားတာလဲတိလာလို့မေးလိုက်ပါတယ်သူကြားတာတော့ဝင်းဝင်မျိုးမှာညင်းသွားဝင်မယ်လို့ပြောတဲ့ကြားတဲ့အကြောင်းပြောလိုက်ပါတယ်ထို့ကြောင့်သူလည်းအယံဝါသာသွားပြီးခွန်အားယုံကြည်ရတော့တဲ့ဆရာတူအညီကိုတွေသွားရှာလာပြီးသူနဲ့အတူ လိုက်ခဲကြပြောက စာအုပ်ကိုမိမြန်လိုက်ပါတယ်အကြီးကဲတွေကအမိတ်ချတာတော့စောင့်ကြည့်နေတဲ့သူကလည်းမတင်တော်ဘူးလို့ကြောက်ကြောက်နဲ့ပြောလိုက်ပါတယ် ရှန်ဦးရှန်ကလည်းလက်နဲ့တစ်ပင်ကိုလှမ်းရိုက်လိုက်ပြီးဒီလောက်ကောင်းတဲ့အခွင့်အရေးကိုလက်လွတ်ခံပြီးရှန်ခိုင်းကိုလှုပ်ပေးလိုက်ရမယ်ပေါ့လို့မေးလိုက်ပါတယ်။မဟုတ်ရပါဘူး။သူ့မှာအကြံစီတစ်ခုရှိတယ်ပြောလိုက်ပါတယ်။ရှန်ခိုင်းရဲ့အသက်ကိုချောင်းနေတဲ့သူတွေကအများကြီးရှိတယ်။သူကဒူကိုင်းချုပ်လုံချိုက်ထန်းရဲ့မြေးဖြစ်သူ လုံဝေးကဒီတလာလုံးရှန်ခိုင်းတရင်ကိုထောင်လန်းနေတယ်ဆိုတာကို ပြောပြလိုက်ပါတယ်။ရှန်ဦးရှန်လည်းအနေငယ်စဉ်းစားလိုက်ပြီး သူတို့ကစုံစမ်းပြီးပါလို့မှလဲမေးလိုက်ပါတယ်။ပြောကြတာကရန်ခိုင်းနဲ့ဟူမိအာရဲ့ဆက်ဆံရေးကမရှင်းမရှင်းနဲ့ဒါကြောင့်လုံဝေးကတနေ့မှရန်ခိုင်းကိုတတ်မယ်လို့ကြေညာထားကြောင်းပြောပြလိုက်ပါတယ်။ဟူမိအာလိုမိစ္ဆာမားနဲ့တောင်ပတ်သက်မှုရှိနေတဲ့မကောင်းတဲ့အကောင်လို့ရန်ခိုင်းကိုရှံဝန်းချန်လဲအပြည့်တင်နေခဲ့ပါတယ်။ဒါကြောင့်လုံဝေးကိုရတင်းသွားပြီးရန်ခိုင်းဘုရားပြီးဆုံးသွားပြီလို့ပြောလိုက်ပါတယ်။ကောင်းလိုက်တဲ့ ဒါကားပြီးလူတက်တဲ့အကွက်လို့ပြောလိုက်ပြီးတည်င်းပြီးလို့လုံဝီတို့ကလည်းဂျေစုအကျွေးတင်ခံရမယ်ဒါပေမဲ့ရန်ခိုင်ပြည်နာကမိန်ကလေးကခွဲခွာပေါင်းစည်းခြင်းအထုတ်ထိတ်အဆင့်စွမ်းအားရှိတာကိုတော့တတိပေးရမယ်လို့ရှံဦးရှံလည်းပြောလိုက်ပါတော့တယ်